တဲ့ကောင်လားနေ့ရက်တစ်ခါလေးပြောလိုက်တယ်တိုင်းဝင်ကြီးချုပ်ခင်ဗျားကိုလည်းအဲ့တိုင်းပြောမယ်ခင်ဗျားတကြီးတဲ့နိုင်ငံတော်အကြီးကြီးလေဒီတိုင်းပဲပြောမှာပြောဒီမှာဓမ္မကရိယာတရားဟောနေတယ်ဆိုရင်မင်းတို့တရားနာတာလေမင်းစီဒီကျောင်းမှာတော့ကျောင်းတိုင်းမှာလည်းအဲ့ဒါရှိတယ်ကျောင်းတိုင်းကဘုန်းကြီးကလည်းလာတယ်တိုင်းတဲ့ကောင်လားနေ့ရက်တစ်ခါလေးပြောလိုက်တယ်တိုင်းဝင်ကြီးချုပ်ခင်ဗျားကိုလည်းအဲ့တိုင်းပြောမယ်ခင်ဗျားတကြီးတဲ့နိုင်ငံတော်အကြီးကြီးလေဒီတိုင်းပဲပြောမှာပြောရှင်မမာနသိကြီးတယ်နော်တဲ့ကျောင်းကမာနကြီးတာမဟုတ်ဘူးအမှန်တိုင်းသွားတာခြေရဝါဒဓမ္မကိုကြည့်လိုက်အဲ့လမ်းကြောင်းတိုင်းသွားတာပါလေ ူ့အိမ်မှာနေပြီးသူ့ဆွန်စားပြီးပြောင်းဝဲပြောတယ်။ဘာမှမလုပ်နဲ့ပြောတယ်။ဘိုးရလည်းမမဲ့ဘူး၊ကားလည်းမမဲ့ဘူး၊ငွေလည်းမမဲ့ဘူး။အဲ့ဒီသင်ကနိုင်နေတာ။ဘာလို့ငါပြောလိုက်တယ်ဓမ္မနီမှာချမ်းသာဆုံးဆင်းနေပါလား။ကျတော့နည်းနည်းလျှော့ပါလို့။တိုင်းရဲ့တိုင်းဘိုးမို့လို့ဘိုးချုပ်ဘူးကြီးဘိုးချုပ်ကြီးလာလေဒီစကားပဲပြောမယ်လို့အဲ့ဒီတော့နောက်မဆောက်ဘူးလို့ပြောလိုက်။မလျှော့ဘူး။မလျှော့ဘူး။ကျွန်တော်ကတော့ဘုံနေရမြည်လာ။အိမ်နေသွားလိုက်တယ်။ဟာဒီမှာဆရာတော်ဒီဆရာကြီးကဆရာတော်တင်ဥပဒေဆရာတော်တင်ရနာဗျာ သူ့နေသူထိုင်လိမ့်မယ်ဒီအဲ့ဒီလူကထသွားတဲ့အလူရှင်ကထသွားတဲ့အဲ့ဒီလူဧခါရာထိုင်တော့ထိုင်တတ်ပါလေဒါတွေကအိမ်တိုင်းပဲတွေ့ရတယ်အိမ်တိုင်းတွေ့ရကျောင်းတိုင်းတွေ့ရအခုနေခင်ဗျားတို့ဒီမှာတရားဟောနေမှာအခုနေတက်ချုပ်ပဲလာလာဝင်ရို့လာဆယ်တော်ထမကြိုခိုင်းဘူးတော့အဲ့တိုင်းပဲထိုင်တယ်အဲ့ဒီပဲထိုင်တယ်အဲ့ဒါနဲ့အဲ့ဒီပုဂ္ဂိုလ်စကားတခုပြောလိုက်သူအတိုင်းဝင်ရို့ဖြစ်ခြင်းညာဟာရန်ကုန်မြို့မဟာပါတာနဲ့ဆိုင်ကူတော်ကြီးတဲမှာလို့ ဆရာတော်ကမင်းတို့ကမိတဲ့တဲ့မဟာပါဒနာနိုင်ငံကြီးမှာနိုင်ငံတကာဗုဒ္ဓဘာသာကြီးတဲ့ကလုပ်တဲ့ကမှာဘုယုံမီသန်းရွှေဝင်လာတယ်လို့အဲဒါကသူလက်ခံသွားတယ်တပီတော့ဒါတွေကိုကြည်ယူတာပါခင်ဗျာတဲ့လို့ပြောသွားတယ်ဘုယုံမီသန်းရွှေဝင်လာတယ်အကိုကနဲ့ပြောတာဒါကနိုင်ငံကြီးအကိုကဗုဒ္ဓဘာသာစာပေမှာလည်းစတ္တပန်ဒီအကိုကရှိတယ်အဲ့တော့အဲ့ဒီအခါမှာအခမ်းအနားမှုကထကျင်းရတယ်။ဤခမ်းအနားတို့ရောက်ရှိလာတဲ့ အဲ့ဘိဒါပေါင်းတို့များခင်ဗျာအဲ့အဲ့ဘိဒါပေါင်းတို့ခင်ဗျာမကြခင်မှာနိုင်ငံတော်ကြီးကတက်မတော်ကာဝူးကြီးဘူယုံမီသန်းရွှေဆေရတန်ဂါရူလာဖူတွေဘူးတဲ့ဤမဟာပါသနနိုင်ငံလို့သူကြောက်လာပါလိမ့်မယ်ဤသူတိုးတရာမှာအလေးပြုခြင်းအယူသေးပေးခြင်းမလုပ်ပါနဲ့ဘလောက်ကောင်းလဲကောင်းတော့ကောင်းတယ်တိုင်းပြောတာဘယ်စစ်သားအောင်မှမချီချူအဲ့ဒီဦးသန်းရွှေငါကြောင်းတယ်မှာလေမြေတမတို့လာတာမရှိဘူးအဲ့ဒါလိုပြောလိုက်တယ်ငါအဲ့ဒါကသူကငါ့ကိုလှမ်းတယ်ငါအမှန်တရားပြောတာ